င်္ဂလာပါကျွန်တော်ကတော့လောကီရေးတဲ့လောကုတ္တရာအရေးရာတွေကိုမျှဝေနေတဲ့ရွှေပေးပဲဖြစ်ပါတယ်ဒီနေ့တမလွန်ရေးနဲ့ပတ်သက်ပြီးတော့မှအဓိကအားဖြင့်လူနှမျိုးပဲရှိပါတယ်ဒီလူမျိုးအကြောင်းမပြောမိမှာဥစွာအရှင်နှစ်ပါးအကြောင်းပြောပြချင်ပါတယ်လောကမှာအရှင်တွေဘုရားတွေမြောက်များစွာရှိပေမဲ့အဓိကအားဖြင့်အရှင်နှစ်ပါးရှိပါတယ်တပါးကတော့ငါတို့လူမှုကအသက်လေးုံမြတ်မကအသက်နဲ့ပြည့်စုံမှုလာတယ်ဆိုတဲ့အရှင်နဲ့နောက်တစ်ပါးကတော့ခိုးမယ်တတ်မယ်ဖြည့်ဆည်းမယ်ဆိုတဲ့အရှင်ပဲဖြစ်တယ် နံပါတ်1ကတော့လူတွေကိုယခုဘဝအနောက်ဘဝအတွက်စိတ်ချရာလုံခြုံမှုနဲ့ဂတိတွေကိုပေးတဲ့အရှင်နဲ့နောက်တစ်ပါးကတော့ခိုးမဲ့တတ်မဲ့ဖြည့်ဆည်းမဲ့လို့ပြောတဲ့အတိုင်းပဲဒီနေ့ခိုးတတ်ဖြည့်ဆည်းနေတော့သူတွေထိုရှင်အနောက်လိုက်တွေရှိတယ်လို့နောက်တစ်ချက်ချွင်းချက်နေနဲ့ထိုမာနကိုးကွယ်သူတွေလည်းကောင်းစားကြပါတယ်။တပားနဲ့တူလဲဆိုတော့စည်းဝါဖြစ်အိမ်မွေးသရိတ်ဆန်နေနဲ့တူတယ်။ဆိုတော့စားပါစားပါကြွေးတယ်။အမှန်တော့ ပိတ်တဲ့ချိန်တိုးလိုက်ပေါ်စားမယ်ရောင်းစားမယ်ထုံးနီး၎င်းပဲမာနနဲ့နောက်လိုက်အပေါင်းပါတဲ့အဆုံးကတော့ငရဲပဲဖြစ်ပါတယ်နောက်ခုနကကောင်းကင်တမန်နဲ့ပတ်သက်ပြီးတော့မှเนาะပြောရမယ်ဆိုရင်ကောင်းကင်တမန်ဆိုတာဘာလဲဖရားရဲ့သားသမီးတွေကိုစောင့်ရှောက်ဖို့ရခံထားတဲ့ဖရားရဲ့အစီခံလံဝိညာဉ်တွေဖြစ်တယ်เนาะဆိုတော့လူဟာကောင်းကင်တမန်ထက်တော့မှာ မြင့်မြတ်နေသေးတယ်ဆိုတာတွေ့ရတယ်။ရှစ်ခုမြောက်သောစာလံမှာလည်းနော်သူ့ရဲ့ဥကောင်းကိုဖခင်ရဲ့ဘုံတရီနဲ့ပတ်ရစ်ပြီးဆိုဘုံတရီရှိသောလူသားလည်းဖြစ်တယ်။ဖခင်ကိုကြောက်တော့သူတို့ပတ်လည်နေကောင်းကင်တမန်တို့တတ်ချရေကယ်လွတ်တတ်ဤဆိုပြီး34ခုမြောက်သောစာလံမှာပါတယ်လို့60ခုမြောက်သောစာလံမှာတော့ဖခင်သားရဲ့ခြေကိုကြောက်နေမထီးမခိုက်စေခြင်းကကောင်းကင်တမန်တို့ဟာမှားထားတယ်။နောက်တစ်ချက်ကလေးသူငယ်တွေကိုဆောက်ရှောက်ဖို့ကောင်းကင်တမန်တွေခံထားတယ်လို့ဖော်ပြထားတယ်။ နောက်တစ်ချက်အနေနဲ့ကတော့လူဟာအတရေရှိတော်လဲပညာမရှိလေတရိษံကဲ့သို့ဖြစ်တယ်ဒီမှာကျမ်းစာမှာလည်းဖော်ပြထားပါတယ်ဆိုရှင်မသည်ခொနစ်မှာဗောနော်တန်ရှင်သောရာတို့ခွေးတော်မပီးနဲ့ဝဲ့တို့ရှိမှလဲယတနာကိုချမထားနဲ့ထို့သူပြုလင်းနဲ့ကြော်နင်း၍တဲ့ထို့သူကိုပြန်၍ကိုက်လိမ့်မည်ဆိုတော့ဒီအရာကလူဟာတရိษံကဲ့သို့ ဖြစ်တယ်ဆိုတာတွေ့ရတယ်ဗောနော်ဒီနေ့ဖခင်ကပြောတယ်ခက်ခဲဒုက္ခရောက်သူတွေကိုကူညီပါဆိုတဲ့အတိုင်းကူညီတဲ့ဖခင်ရဲ့လူရှိတယ်လို့ပြန်ကြိုက်တဲ့လူလည်းရှိတာပဲဗောနော်ဒါကတော့ကိုရွေးရဲ့ရွေးချယ်မှုပဲဗောလေဆိုတော့လူတိုင်းလွတ်လပ်စွာရွေးချယ်နိုင်ပါတယ်နောက်တစ်ချက်ကတော့လူဟာခွေးနဲ့တူတယ်ဝဲနဲ့တူတယ်လို့စံစာထဲမှာပေါ်ပြထားတယ်ဘာလို့ခွေးနဲ့တူလဲဆိုတော့ခွေးဟာ စွန်ပြီးသားအံဘက်ကိုပြန်စားတတ်တယ်လို့လူကလည်းမကောင်းမှန်းသိလျက်စွန်ထားတဲ့အရာကိုပြန်လှုပ်တတ်တယ်။ဝဲဆိုတာလည်းဒီနေ့သူ့ကိုဘလောက်ပဲတန်ရှင်ချင်းမင်္ဂလာတွေပေးပြီးဖျားရှိမှဗိသိက်တွေပေးလွှတ်လိုက်ရယ်နော်ဘွဲပဲပြန်လူသလိုလူကလည်းညင်ညူတော့အရာမှပြန်ပြီးတော့မှပျော်မွေ့တတ်တယ်။ဒါကြောင့်မလို့ဒီနေ့အရှင်နှစ်ပါးရှိသလိုလူနှမျိုးရှိတယ်။ဒါလူတိုင်းလွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။တပါးတော့ယခုဘဝနောက်ဘဝစိတ်ချမှုပေးသလို နောက်တစ်ပါးကတော့ပြီးနိုင်ပါတယ်ကောင်းစားမှုတွေအဆုံးမှာတော့သူနဲ့နောက်လိုက်ပေါင်းပါငရေပဲဖြစ်ပါတယ်မှန်ကန်စွာရွေးချယ်နိုင်ကြပါစေ God bless you